မိုင်းဖြဲမြို့နယ်၌နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့အသိပညာပေးပိုစတာစိုက်ထူတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိတ်ခရိုင်မိုင်းဖြဲမြို့နယ်တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကိုမကြာမီကျင်းပတော့မည်ဖြစ်ရာ အသိပညာပေးပိုစတာစိုက်ထူခြင်းကိုယနေ့နေ့ပိုင်းကပြည်သူ့ပန်းချံရှိတွင်စိုက်ထူခဲ့ကြပါတယ်။ ထို့သို့စိုက်ထူရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးလာမျိုးနှင့်အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးအားကိုနှင့်အဖွဲ့ဝင်များတက်ရောက်ကြပြီးအဆိုပါအသိပညာပေးပိုစတာတွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့အသိပညာပေးစာသားများပါရှိသည့် ဆယ်ပေ6ပေအတိုင်းတာရှိ ပိုစတာကိုစိုက်တူခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။